ုံးပဲမင်္ဂလာပါမြန်မာ news network ကနေကြိုဆိုပါ၏မြန်မာသတင်းများနားထောင်ကြရအောင်ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကမြန်မာစစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲအားလက်မခံကြောင်းထုတ်ပြန်မြန်မာစစ်ကောင်စီက2025ခုနှစ်ကုန်ပိုင်းတွင်ကျင်းပရန်စီစဉ်နေသောရွေးကောက်ပွဲကိုကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့်အတိအမှတ်ပြုမည်မဟုတ်ကြောင်းလူ့ခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်မှတရန်အင်ဒရူးကပြောကြားခဲ့သည် အဆိုပါထုတ်ပြန်ချက်ကိုဇွန်လ25ရက်တွင်ကျင်းပခဲ့သောကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီ59ချိန်မြောက်အစည်းအဝေးတွင်တရားဝင်အဖြစ်ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်ကွန်အင်ဒရူးကရင်းရွေးကောက်ပွဲသည်စစ်အုပ်ချုပ်မှုကိုတရားဝင်အတည်ပြုရန်ရည်ရွယ်သည့်အလိန်ညာဖြစ်ပြီးပြည်သူများ၏ဆန္ဒမဲ့အုပ်ချုပ်မှုတရက်ကိုတည်ထောင်ရန်သာဖြစ်သည်ဟုရှင်းလင်းခဲ့သည်။ဝင်းထက်ပြင်၍မြန်မာနိုင်ငံရှိ လူခွင့်ရေးချို့တဲ့မှုများပြည်သူများ၏ဆန္ဒမပါဝင်သောအစိုးရဖွဲ့စည်းမှုများကိုနိုင်ငံတကာအတိုင်းအဝိုင်းအနေဖြင့်ဆန့်ကျင်ကန့်ကွက်တင်ကြောင်းလည်းထက်မှန်အာရုံစိုက်အကြံပြုခဲ့သည်မြမအရေးပေါ်တာဝန်ယူဆောင်ရွက်နေသော ကုလသမဂ္ဂကိုယ်စားလှယ်ဖြင့်မတ်တွန်အင်ဒရူးကစစ်အာဏာသိမ်းအုပ်ချုပ်မှုအောက်တွင်ကျင်းပသည့်ရွေးကောက်ပွဲများကိုတရားဝင်အတိအမှတ်ပြုခြင်းမပြုတင်ကြောင်းပြည်သူနှင့်နိုင်ငံတကာအတိုင်းအဝိုင်းကိုထက်မှန်သတိပေးလိုက်ခြင်းလည်းဖြစ်သည် နိုင်သာယာတွင်ကဲထုံးမှုမှလွမြောက်ခဲ့သည့်မစွန်ပွင့်လိုင်းအားပြန်လည်ဖမ်းဆီးရရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ရန်ကုန်တိုင်းနိုင်သာယာမြို့နယ်တွင်နိုင်ငံရေးပုံမှဖြင့်ဖမ်းဆီးခံထားရသည့်မစွန်ပွင့်လိုင်းကိုရဲတပ်ဖွဲ့၏ထိန်းသိမ်းမှုမှပြစ်ခတ်ကဲထုတ်သွားမှုဖြစ်ပွားခဲ့ရာထိုသတင်းနောက်ဆက်တွင်မစွန်ပွင့်လိုင်းနှင့်ကဲထုတ်သူများကိုလက်နက်များနှင့်အတူပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်းစစ်ကောင်စီကယနေ့ထုတ်ပြန်ခဲ့သည် ဇူလိုင်လ၃ရက်နေ့ည9:30နာရီ30မိနစ်အချိန်ခန့်တွင်မစွန်ပွင့်လိုင်ကိုအကျန်းဖက်တိုက်ဖြည့်ရေးဥပဒေပုံမှ50ညအဖြစ်အရှိပိုင်းရဲစခန်းတွင်ဖန်စီထားစဉ်မိမိ၏ကျန်းမာရေးပြဿနာအတွက်လှိုင်တာယာမြို့နယ်စည်းရုံသို့ဒူရဲအုပ်နှင့်ဦးဖြည့်ခေါ်ဆောင်နေစဉ်ကမင်းကြီးမဟာမင်းခေါင်လန်းထိပ်အနီးတွင်လူသိန်းသူနှင့်ဦးကဒူရဲအုပ်များကို ပြစ်ခတ်ခဲ့ပြီးမစွန်ပွင့်လိုင်ကိုကဲထုတ်သွားကြောင်းသတင်းများတွင် ဖော်ပြထားသည် ထိုကဲ့သို့ပြစ်ခတ်မှုကြောင့်ဒူရဲအုပ်တဦးတနတ်တန်ကြောင့်အသေးချာတေဆုံးခဲ့ပြီးအမျိုးသမီးဒူရဲအုပ်တဦးမှာပခုံးတွင် ကြီထိုးတံရရရှိခဲ့သည်ထိုတို့ကဲထုတ်ခံရသည့်မစုံပွင့်လိုက်မှအဆိုပါဖြစ်စဉ်မှလွတ်မြောက်သွားခဲ့သည်သို့သောယနေ့နနက်ပိုင်းတွင်တန်လီမြို့နယ်အတွင်း၌မစွန်ပွင့်လိုင်းနှင့်တက်ဆိုင်သူများ၅ဦးကိုလက်နက်နှင့်ခေရဲများအပါအဝင်ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်းစစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ထိုသတင်းအားစစ်ကောင်စီထောက်ခံသည့် Telegram platform များတွင်တပြိုင်နက်တည်းတင်ပြလျက်ရှိကြောင်းလည်းသိရှိရသည်။မင်းလာမြို့နယ်ရှိကျေးရွာဆက်တရွာတွင်စစ်တပ်မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ်200နီးပါးမီးလောင်ပြားကြ။ ပကိုးတိုင်းမင်းလားမြို့နယ်အတွင်းရှိကျေးရွာဆက်တရွာကိုအကျန်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့သောကြောင့်နေအိမ်ညရနီးပါးမီးလောင်ပြာကျခဲ့ကြောင်းဒေသတည်ရင်းမြစ်တူကရန်ကုန်ခေတ်တည်ရင်းဌာနထံတည်ရင်းပေးအပ်ခဲ့သည်။ဇွန်လ20ရက်မှစတင်၍စစ်တပ်တပ်ဖွဲ့များသည်မင်းလားမြို့နယ်အတွင်းစစ်စင်ရေးဝင်ရောက်လာကကျေးရွာများအားစက်တိုက်မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ထူးသဖြင့်ဇွန်20ရက်နေ့တွင်တောင်ပြက်ရွာတင်မှ နေအိမ်25လုံးဇွန်22ရက်တွင်ရွေးကုန်းနှင့်ဤတို့ကျွဲလန်းစုရွာများမှ နေအိမ်9လုံးဇွန်23ရက်တွင်ဘူတထောင်စားချောင်းစင်အိုင်ချောင်းပေါက်ကန်းကော်ပင်နှင့်နလာဆန်းရွာတို့တွင် နေအိမ်60လုံးမီးလောင်သွားခဲ့ကြောင်းသတင်းများအရသိရှိရသည်ထို့ပြင်ဇွန်24ရက်တွင်စမ်းဘုတ်ရွာတွင် နေအိမ်၅လုံးဇွန်25ရက်တွင် ခွက်မရွာတွင် နေအိမ်၁၅လုံးကျဲမကိုင်းရွာတွင်နေအိမ်၄၀လုံးကိုလည်းထပ်မံပြီးရှုဖြက်စီးခဲ့ကြောင်းသတင်းထပ်မံရရှိသည်စစ်တပ်ကဇွန်လ20ရက်ကနေ24ရက်အတွင်းမိရှုသွားတဲ့အိမ်တွေအကုန်ပြာကျသွားပြီးပြည်သူတွေနဲ့မိသားစုတွေကလည်းလုံခြုံရေးမရှိလို့ရှောင်နေရုံပဲဒီနေ့လည်းစစ်တပ်ကထပ်မံထွက်လာတာတွေ့ရတယ်ဟုဒေသခံတအူးကပြောကြားခဲ့သည် နောက်ဆုံးသတင်းအရယနေ့ဇူလိုင်2ရက်တွင်စစ်တပ်ကစရိမြောင်ရွာနှင့်ရွှေပေါက်ပင်ရွာများသို့ထပ်မံဝင်ရောက်ပြီးမိရှုဖြက်စီးမှုများဆောင်ရွက်နေကြောင်းလည်းသိရှိရသည်။ထိုင်းနိုင်ငံ၏နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ထိုင်းရောက်မြန်မာနိုင်ငံသားများမပတ်သက်ကြရန် EUG အစိုးရမှတတိပီး ထိုင်းနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ထိုင်းတွင်နေထိုင်လျက်ရှိသောမြန်မာနိုင်ငံသားများမပါဝင်ပတ်သက်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ EUG နိုင်ငံသားရေးဝန်ကြီးဌာနကဇူလိုင်2ရက်တွင်မြစ်တာရက်ခံချက်တည်းရဲ့ထုတ်ပြန်လိုက်သည်ထိုင်းနိုင်ငံတွင်စစ်အုပ်စု၏ဖိနှိပ်မှုများအပါအဝင်အမျိုးမျိုးသောအကြောင်းကြောင့်ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနေဖြင့်ထိုင်းနိုင်ငံသားများဆန္ဒပြနေရာများကိုရှောင်ရှားရန်နှင့် ထိုင်းနိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများအတွက်မပါဝင်ကြရန်တိုက်တွန်းတတိပေးထားသည်ထို့ပြင်ပြည်တွင်းအကြမ်းဖက်မှုများကြောင့်အိန္ဒိယနိုင်ငံများသို့ခိုးလုံနေထိုင်ရသူများအနေဖြင့်မိမိတိုင်ရာနိုင်ငံ၏ဥပဒေရင်ကျေးမှုလူမှုစီးနှင်းများကိုလေးစားလိုက်နာပြီးသဟဇာတဖြင့်နေထိုင်နိုင်ရေးမှာအလွန်အရေးကြီးသည်ဟုရှင်းလင်းထားသည်ထိုင်းနိုင်ငံရှိမြန်မာလူမျိုးများသည်လည်းဤအချက်ကိုအတိအမှတ်ပြုကာပူးပေါင်းဆောင်ရွက်ကြရန်မေတ္တာရက်ခံထားသည် EUG အစိုးရကထိုင်းပြည်အစိုးရအဖွဲ့လွှတ်တော်တက်မတော်နှင့်ပြည်သူလူထုတို့အပေါ်အထူးကျေးဇူးတင်ရှိကြောင်းဖော်ပြခဲ့ပြီးထိုင်းနိုင်ငံတွင် ရောက်ရှိနေသောမြန်မာနိုင်ငံသားများသည်ထိုင်းနိုင်ငံ၏အမြတ်အမြောက်ကိုချိန်ချောက်သူများမဟုတ်ကြောင်းပြည်တွင်းစစ်အုပ်စု၏ဖိနှိပ်မှုကြောင့်သာထွက်ပြေးခိုလုံလာရခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည် ထိုင်းတွင်ယာယီနေထိုင်လျက်ရှိသောမြန်မာနိုင်ငံသားများအနေဖြင့်သက်ဆိုင်ရာနိုင်ငံ၏ယဉ်ကျေးမှုနှင့်လူမှုဖွဲ့စည်းပုံကိုလေးစားကာတင့်တော်စွာတားဆာတက်ဖြင့်နေထိုင်ရေးကိုကြိုးပမ်းဆောင်ရွက်တင်ကြောင်း EUG ကတောင်းဆိုသည်ထို့အပြင်ထိုင်းနိုင်ငံရှိမြန်မာများအပေါ်လူသားချင်းစာနာမှုနှင့်နားလည်မှုဖြင့်ဆက်လက်ကူညီဆောင်ရှောက်ပေးရန်အတွက်လည်းထိုင်းပြည်သူနှင့်အာဏာပိုင်များထံမေတ္တာဖြင့်တောင်းဆိုထားသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလောင်းလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်